အားလုံးပဲမင်္ဂလာပါရှင်ဝါတာရှိကတော့ယမင်းဂျပန်တနန်ကျောင်းမှာဆရာမယမင်းမင်းဖြစ်ပါရရှင်အခုဗီဒီယိုဖိုင်လေးကတော့ M4 ခန်းကြီးတွဲလုံးပညာရဏသင်ပေးမယ်၅ဖိုင်ယောက်ပဲဖြစ်ပါရရှင်ကဲစပြီးတော့ကြည့်အောင်ပါထုံးစံတာအရင်ဆုံးတွဲလုံးဆိုတဲ့အတိုင်းပဲဘလိုဘလိုလေးတွေတွဲတာဆိုတော့အရင်သင်ပြီးတော့မှမူရင်းလေးကိုပြန်ပြီးတော့နှွေးပြပါမယ်နော်ပထမဆုံးနံပါတ်1ခန်းကြီးလေးရဒါလေးကအမှန်တော့ဒါရှိတို့သင်တန်းမှာသင်တဲ့စာအုပ်အရဆိုဒါလေးက N3 ရောက်မှပါတာ ဒါပေမဲ့သုံးတဲ့စာအုပ်တွေက level တစ်ခုနဲ့တစ်ခုနဲ့တင်ရိုးပေါ်မူတည်ပြီးတော့အချို့စာအုပ်ကြတော့ M4 မှာတွေကပါတာလက်ရှိတော့တင်နန်းမှာသုံးတဲ့စာအုပ်မှာတဲ့ M3 ရောက်မှာပါတာပေါ့နော်ဒါကကိုကတင်နန်းနဲ့မတူတဲ့စာအုပ်ကိုယူသုံးတော့4မှာတွေကပါလာတာခင်ဗျာဆိုဒါလေးကထိရောက်တာအော်တိုကွန်မန်ထိမှန်တာထိမှန်နေဒါလေးကနေနေလဲဟုတ်တယ်နေလဲဟုတ်တယ်ဒါလေးနည်းနည်းလေးထူးဆန်းနေပေါ့နော်ထူးဆန်းဆိုတာထူးဆန်းနေဆိုတာတက်ဓာတ်ရိုက်သိမဟုတ်ဘူးပေါ့နော်နည်းနည်းဖြည့်တွေးရတဲ့စကားလုံး ထိမှန်နေထိမှန်တဲ့နေကအမှန်သူ့မူရင်းကထိမှန်တာရဲ့နေနေလဲရတယ်နေလဲရတယ်ထိမှန်တဲ့နေကလုံးဝဓတိထိမှန်မဲ့နေရအဲ့နေမှာဒီနေ့မဟုတ်ဘူးပေါ့ကွယ်အဲ့ဒီနေ့မှာတကယ်နေမှာဆိုလိုတာကပွဲက9ရက်နေပွဲရှိတယ်နော်အဲ့နေ့ကြမှာစုံမယ်နော်အဲ့အဲ့နေ့ဆိုရင်ဂျပန်လိုတိုးကြီးဆိုလို့ပြောတာတကယ်နေအဲ့ဒီနေ့ ထိမှန်မဲ့နေ့အခုကမထီသေးဘူးကွာထိမှန်မဲ့နေ့ကအဲ့ဒီနေ့မှ တကယ်နေ့မှ တကယ်ပွဲချင်းမှမယ်စာမေးပွဲက20ရက်နေ့လုံးမယ်ဆိုရင်အဲ့ဒီနေ့ကြမှဆုံးမယ်ဆိုအဲ့ဒီနေ့ကတကယ်တောင်းပွဲလုံးမယ်နေ့အဲ့ဒီနေ့အဲ့ဒီနေ့ဆိုတော့တကယ်ကိုဖြစ်မဲ့နေ့အဲ့ဒီနေ့ကျင်းပမယ်နေ့အဲ့ဒီနေ့အဲ့တော့ထိမှန်တကယ်ကိုထိမှန်မယ်နေ့ကအဲ့ဒီနေ့မှထိမှန်မှာနောက်တစ်ခုဒါလေးကအเจ้าသားတို့သိတဲ့စာအုပ်ဒါလေးကထိမှန်တယ် စာအုပ်ထဲမှာပါတဲ့စာတွေကထိမှန်နေဆိုတာလိန်ပြောတာမို့အဲ့ဒါတကယ်ပဲလေကျောင်းသားတို့သင်ယူဖတ်စာအုပ်ထဲမှာအခုစာတွေလေ့လာကြတယ်စာအုပ်ထဲရဲ့စာတွေကတကယ်ကို ထိမှန်တာမလွဲဘူးကွာထိမှန်နေဆိုတာအမှန်တကယ်ပြောတာလိန်ပြောတာမူသားပြောတာမှမဟုတ်တာအဲ့လိုထိမှန်လို့လေစာမေးဝဲတွေဖြေဆိုလို့ရကြတာလေအကုန်လုံးကညံစမ်းနေပဲဆိုဘယ်လိုလုပ်အောင်တော့မှာလေဟွန်းဆိုတဲ့စာအုပ်ထဲရဲ့ဟာတွေက ဒီနောက်ကခန်းကြီးတွေကထိမှန်နေဆိုတဲ့မူရင်းကလာစာအုပ်ထဲရစာရက်စာမေးဝဲရောက်လို့ရှိရင်ထိမှန်နေဆိုတာဒါတကယ်ပြောတာလိန်ပြောတာမဟုတ်ဟွန်တိုအမှန်တကယ်ပဲလိန်ပြောတာမဟုတ်ဘူးထိမှန်မယ်နေရတော့အဲ့ဒီနေမှာထိမှန်မှာထိမှန်နေနေရအဲ့ဒီနေမှာထိမှန်မှာစာအုပ်ထဲရစာရက်ထိမှန်နေဆိုတာအမှန်တကယ်ပြောတာတကယ်ပြောတာအမှန်တကယ်လိန်ပြောတာမဟုတ်အမှန်တကယ်ဟွန်တိုအမှန်တကယ်ကဲဒီနှစ်ခုနည်းနည်းလေးဟိုဘာဖြစ်လဲဆိုတော့တွေးလိုက်ရတယ်ပေါ့နော်ကဲဒါကတော့လွဲပြီး ဒါက M5 မှာပါတယ်အဲ M5 မှာပါတယ်စောတာအဲဒါပေမဲ့နည်းနည်းတွေးအောင်မစောတာဒါပါဇက်ပါဇက်စောတာမဟုတ်စကားပြောမြန်တာစကားပြောမြန်တာအချို့စကားပြောမြန်တဲ့လူတွေရှိတယ်လေဟာယာကူချီစကားပြောမြန်တာစကားပြောမြန်တာဟာယာကူချီอ่ะ ဟာယာကူချီကစကားပြောမြန်တာဟာယာ ਈ ဒါစောတာမြန်စောတာအမှန်တော့အိုက်ကိုင်းကြီးကစောတာပေါ့ဒါပေမဲ့ဒီမှာတော့ဟာယာကူချီကစကားပြောမြန်တာစကားပြောတာမနေဘူးဝက်စောတယ်ပေါ့လိုက်တွေးပြရင်လည်းစကားပြောတာနှီးနေမှာမဟုတ်ဘူးစောတယ်မြန်မြန်စောတယ်ဆိုတော့စကားပြောမြန်တယ်ဟာယာကူချီကစကားပြောမြန်တော့ဒီကန်းကြီးကခါရူရလာတာပေါ်ပါတော့ပေါ်ပါတော့လေးတာရဲ့ဆန့်ကျင်မဲ့ပေါ်ပါတာဒါလေးကစားတာ ပေါ်ပေါ်ပါပါစားတယ်ဆိုတာအစာပြေစားတာစနက်ကလေးတွေပါလေးတွေမုတ်လေးတွေပါတွေစားထမင်းကြီးတွေပါထမင်းတွေပါတွေစားတာမဟုတ်ဘဲနဲ့ပေါ်ပေါ်ပါပါပေါ်ပေါ်ပါပါစားတယ်ဆိုတာအစာပြေစားတာထိမှန်တဲ့နေရအဲ့ဒီနေမှာထိမှန်မှာအခုမထိသေးဘူးအဲ့ဒီနေတကယ်နေမှာထိမှန်မှာစာအုပ်ထဲရစာတွေကမလွဲဘူးထိမှန်တယ်ဆိုတာအမှန်တကယ်ပြောတာမြန်နာပါဇက်ဒါစောတာပေါ့စောတယ်ပါဇက်ကစောတယ်မနေဘူးစောတယ်ဆိုတော့စကားပြောမြန်တယ်ပေါ်ပါတာနဲ့စားတာ ော့ပေါ့ပေါ့ပါပါစားတယ်ဆိုတာအစာပြေစားတာဒီကန်းကြီးလေးကအိမ်ပြန်တယ်ပြန်တယ်ဒီကန်းကြီးလေးကနိုင်ငံပေါင်းလိုက်တော့ခိခိုကူကနိုင်ငံပြန်တယ်ခိခိုကူကနိုင်ငံကိုပြန်တယ်ဒီကန်းကြီးလေးကမူငင်းဟာရှိတာဒါလေးကိုအမအရှိရဖိုင်နေမှာသူ့ဘာသူလီယော်ရီအနေနဲ့ဆိုရင်ဟင်းလေးကတခါလေကျရင်လီယော်ကအခါကြီးငွေလို့အမတင်ခဲ့ပြီးသားဘယ်ရာမှလကားမရဘူးဆိုတော့လီယော်ရီရဲ့လီယော်ကအခါကြီးငွေပေါင်းလိုက်တော့ အာယူလီယောအခချင်းငွေပေးရတာသူကဘာရဲ့စန့်ကျင်ဘက်လဲဆိုမူလီယောရဲ့စန့်ကျင်ဘက်မူလီယောအခမဲ့ free အချို့နေရာတွေကအခမဲ့အချို့နေရာတွေကအခချင်းငွေပေးရတယ်အဲ့လိုမျိုးယူလီယောကအခချင်းငွေပေးရတာဒီကန်းကြီးလေးကအရှိရဖိုင်မှာတင်နှွေးပေးပြီးသားထွက်ခွာတယ်ထွက်ခွာတယ်ဒီကန်းကြီးလေးကအတန်အတန်ထွက်ခွာတယ်ဆိုတော့အတန်ထွက်ဖြစ်သွားတယ်ဒိုးတွေဘဇက်ကထွက်တဲ့အတန်ထွက်တယ်ထွက်ခွာတာနဲ့အတန်နဲ့ပေါင်းတော့အတန်ထွက်တယ်ဒီကန်းကြီးလေးကအသွားပြန်လှုပ်တယ် ခါယောဤမတ်အကုံနှစ်ပေးမှာနော်အသွားပြန်လှုပ်တယ်ဒီကန်းကြီးလေးက N5 ကလေးလာတင်ယူတယ်လေးလာတင်ယူဖို့အတွက်အသွားပြန်လှုပ်တာကကြောင်းသွားကြောင်းပြန်လှုပ်တာကြောင်းတက်တာကိုပြောတာအသွားပြန်လှုပ်တယ်လေးလာတင်ယူဖို့အတွက်အသွားပြန်လှုပ်နေတယ်ဆိုတာကြောင်းသွားကြောင်းပြန်လှုပ်တာကြောင်းတက်တာဒီကန်းကြီးလေးကပတ်စံဒီကန်းကြီးလေးကပတ်စံဒါလေးကဘာလဲဆိုပိုင်ဆိုင်တာမိုချီမတ်ကပိုင်ဆိုင်နေကင်ဆောင်နေ ပတ်စံနေအများကြီးပိုင်ဆိုင်ထားတယ်ပတ်စံနေအများကြီးကင်ဆောင်ထားတာအဲ့ဒါတထေးတထေးဆိုတော့ပတ်စံနေအများကြီးပိုင်ဆိုင်နေပတ်စံနေအများကြီးကင်ဆောင်ထားတာအိုခါနေမိုချီခါနေမိုချီရဲ့တထေးဒီကန်းကြီးပိုင်အငင်း negative ဒါလေးကဈေးပေါ်တာဈေးဈေးပေါ်တာကအရှိကအငင်းတော်ဈေးမပေါ်ဘူးဈေးမပေါ်ဘူးဆိုကို့မှာစိတ်မအေးရတော့စိုးရင်ရတယ်ပေါ့ဆိုလိုတာဥပမာတခါတည်းရင်ကြုံမှုလားမသိဘူးကို့မှာပတ်စံလေးပါလာနည်းနည်းလေးပဲပါလာတာကိုဝင်လိုက်မိတဲ့ဆိုင်ကပစ္စည်းတွေကဈေးမပေါ်ဘူးဆိုတာမြင်လိုက်ရင် ဈေးပေါ်တော့အငင်းတွေ့တော့ဈေးမပေါ်ဘူးပေါ့ဈေးမပေါ်ဘူးဆိုကို့မှာဘာဖြစ်လဲစိုးရင်ရလောက်ပါမလားစိတ်မအေးတော့ငါလောက်ပါမလားငါပတ်စံနဲ့ပြေးပါမလားငါဝင်နိုင်ပါမလားစသဖြင့်ပေါ့ဒဲဒါတွေကဒဲတို့တွေးတာပတ်စံနဲ့ပိုင်ဆိုင်တာနဲ့ပေါ့နော်ပတ်စံပိုင်ဆိုင်တာကတထေးဒါဒဲတို့ပဲအသွားပြန်လုပ်တယ်လိလာတင်ယူဖို့အတွက်အသွားပြန်လုပ်တာကျောင်းသားကျောင်းပြန်လုပ်တာဒါလည်းဒဲတို့ပဲတိတ်ထူးဆန်းတာမဟုတ်ဘူးနည်းနည်းလေးတော့ဒါဖြည့်တွေးရတယ် ဈေးပေါ်တော့အငင်းတွေတော့ဈေးမပေါ်ဘူးဆိုတော့ကို့မှာစိတ်မအေးရတော့ဆိုရင်ရတယ်တနည်းနည်းလေးဖြည့်တွေးရတယ်ထွက်ခွာတာနဲ့အတန်နဲ့ပေါင်တော့အတန်တွက်ရှိတာနဲ့အခချင်းဝင်နဲ့ပေါင်တော့အခချင်းဝင်ပေးရတယ်ဒါဒဲရိုးပဲပြန်လာတာနဲ့နိုင်ငံနဲ့ပေါင်တော့နိုင်ငံပြန်နေစားတယ်ပို့ပို့ပပစားတယ်ဆိုတော့အစာကြီးစားတာစောတယ်ပါဇက်ပါဇက်ကစောတာမဟုတ်ပါဇက်ကမြန်တယ်စကားပြောမြန်တယ်ပေါ့စောတယ်ဆိုတာမြန်မြန်သွားလို့မြန်မြန်သွားလို့အဲ့လိုဖြည့်တွေးတာပေါ့နော်အဲ့တော့စကားပြောမြန်တယ် ဆောင်ထရားစာတွေထိမှန်နေဆိုတော့လိန်ပြောတာမဟုတ်အမှန်တကယ်ပြောတာအမှန်တကယ်ထိမှန်မယ်နေထိမှန်နေနေရအဲ့ဒီနေမှာထိမှန်တာတကယ်နေမှာထိမှန်ပါလေအခုတို့တွေပြင်ဆင်နေတာစာမေးပွဲအတွက်စာအုပ်ထဲစာတွေထိမှန်မယ်ဆိုတာလေအမှန်တကယ်ပြောတာဒါပေမဲ့တကယ်ထိမှန်မယ်နေရတကယ်ဖြေမယ်နေစာမေးပွဲဖြေမယ်နေအဲ့ဒီနေ GMPD ဖြေရမယ်အဲ့ဒီနေကြမှာတကယ်ထိမှန်မှာထိမှန်မယ်နေရအဲ့ဒီနေတကယ်နေမှာထိမှန်မှာဒါကတွဲလုံးကိုတွေးပြရင်မူရင်းလေးကိုနှွေးပြီးမယ်ဒီဟာလေး ဒီခန်းကြီးပိုင်းနဂတိအငင်းကိုကိုစားပြုတယ်သူပိုင်းအငင်းကိုကိုစားပြုတာခန်းကြီးပုံစံကရှိတခန်းကြီးနဲ့ဆင်းတယ်ရှိတရှိတဆိုတာအောက်ရှိတနဲ့ဆင်းတဲ့ခန်းကြီးကအငင်းလူတွေကိုစိတ်တဲ့အောက်ကျသွားစေတဲ့ရှိတဆိုတာအောက်လူတွေကိုစိတ်တဲ့ကျသွားအောင်ရှိတဆိုတာအောက်အောက်ကျသွားအောင်ပြောတဲ့စကားက positive စကားဖြစ်မှာမဟုတ်ဘူးအငင်းစကားပဲဖြစ်မှာအငင်းဒါကရာစုရဇေပေါ်တာအမိုးအောက်မှာ မင်းကလေးသွားဝယ်လို့ရှင်ဈေးပေါ်တော့နော်ယောက်ျားလေးသွားဝယ်ဈေးရတစ်ဈေးမင်းကလေးသွားဝယ်ဈေးရတစ်ဈေးအဲ့ဒီအမိုးအောက်ကိုကမလေးသွားဝယ်ဈေးသက်သာတယ်ရှီတာနဲ့တူတဲ့ခန်းကြီးကအငင်းလူတွေကိုစိတ်တက်အောက်ကျသွားအောင်ရှီတာအောက်လေအောက်ကျသွားအောင်ပြောတဲ့စကားအငင်းစကားဒီပုံစံရှီတာလေးနဲ့တူတဲ့ခန်းကြီးကအငင်းအဲ့တော့ဈေးပေါ်တာနဲ့အငင်းနဲ့ပေါ့နော်ဈေးမပေါ်ဘူးဈေးမပေါ်ဘူးဆိုရင်ကို့မှာစိတ်မအေးတော့ဘူးစိုးရင်ရတယ် ပတ်စံကတော့ N5 ဆိုတော့တိလောက်မှမနှွေးပြီးတော့ဘူးမိုချီမတ်ကိုနှွေးပြီးမယ်ဒီကန်းကြီးကကင်ကင်ဆောင်တာရှိတယ်ပိုင်ဆိုင်တာရှိတယ်ကင်မဲကင်ကင်ပိုင်မဲပိုင်ပိုင်လက်ကနေကင်ရတာမလို့လက်အစိပ်ပိုင်းလေးထဲမှာလက်ဒါလက်ကိုကိုစားပြုတဲ့အစိပ်ပိုင်းဘယ်အထိကင်ဆောင်သွားမလဲဆိုတော့တဲတာဖျားချောင်းဒါအိုတဲတာအိုတဲတာမမမိသေးဘူးစမ်းစစ်ရဲ့တဲတာကိုပြန်နှွေးပေးဦးမယ်ဒါလေးကအိုတဲတာ ဖះเจ้าပြန်နှွေးပေးအောင်မအပေါ်ပိုင်းကမြေကြီးလေးဒီဟာလေးကအောက်ကအိုလေးလို့ဖြည့်တွေးလိုက်အိုလေးနဲ့တူလို့ဖြည့်တွေးခိုင်းတယ်အိုလို့မှမပြောဘူးနော်ဖြည့်တွေးလိုက်ဒီမြေကြီးမှာပဲဒီမြေပတ်ဝန်းကျင်မှာပဲအိုတဲ့အခါရှိနေခြင်းတာဘယ်မြေပတ်ဝန်းကျင်လဲဆိုတော့တဲတာအသက်ကြီးတဲ့အခါရိတ်သားတို့ဖះเจ้าတို့မှာနေခြင်းတယ်ပေါ့ကွယ်အဲ့တော့ဒီမြေပတ်ဝန်းကျင်မှာပဲ အိုတဲ့အထိရှိကျင်တာအိုတဲ့အချိန်မှာရှိနေကျင်တဲ့မြေပတ်ဝန်းကျင်ဟာတဲတာဖျားချောင်းရှိတဲ့မြေပတ်ဝန်းကျင်လို့မလားတဲတာအခုအတင်မှာကင်ဆောင်နေပိုင်ဆိုင်နေကင်ဆောင်သွားတယ်ဆိုတော့ကိုပိုင်ဆိုင်တာတွေပဲကင်လို့ရသူများပြစ်စီကိုသွားလို့မရအောင်အဲ့တော့ကင်ဆောင်နေပိုင်ဆိုင်နေပေါ့ဒီခန်းကြီးတစ်ခုတည်းကကင်နေဆိုတာလက်ကနေကင်သွားတာဘယ်အထိကင်သွားလဲဆိုတော့ဖျားချောင်းရှိတဲ့အထိဖျားချောင်းရောက်တဲ့နေရာဒီကင်ဆောင်သွားတယ်ဘာတွေကိုကင်ဆောင်လဲ ကိုပိုင်ဆိုင်တဲ့ຢာတွေကိုကင်ဆောင်သွားတယ်မိုချီမတ်မိုချီမတ်ကကင်ဆောင်နေပိုင်ဆိုင်နေပတ်စံနေတွေ့တော့ပတ်စံနေကင်ဆောင်နေပတ်စံနေပိုင်ဆိုင်တာတတိဒီကန်းကြီးကအသွားပြန်လှုပ်တဲ့အနောက်ကလိလာတင်ရွယ်လိလာတင်ယူတာတော့ N5 အသွားပြန်လှုပ်တယ်ဒီမှာမအမလှုပ်တဲ့လူကဒါလေးကိုစင်းင်းစရာဆာရွက်လေးနဲ့တူတယ်လို့မြင်ကြည့်လိုက်စင်းင်းစရာဆာရွက်လေးတွေကိုင်ပြီးတော့မလေးနဲ့တွေ့ခတာခနာမနဲ့တွေ့လို့အမက စင်းရင်စရာဆာရွက်လေးနဲ့တူလို့စင်းရင်စရာဆာရွက်လေးတွေကိုင်းပြီးတော့လမ်းမှာလမ်းစိတ်ပိုင်းလေးလမ်းမှာအသွားပြန်လှုပ်တယ်အမကစင်းရင်စရာဆာရွက်လေးတွေကိုင်းပြီးတော့စင်းရင်စရာဆာရွက်လေးတွေကိုင်းပြီးတော့လမ်းမှာအသွားပြန်လှုပ်တယ်အမိုးအောက်မှာကလေးရွယ်တွေကလိလာတင်ယူတယ်အသွားပြန်လှုပ်တယ်လိလာတင်ယူဖို့အတွက်အသွားပြန်လှုပ်နေတာចောင်းသောចောင်းပြန်လှုပ်တာចောင်းတက်တာကိုပြောတာ ဒီကန်ကြီးဒီကန်ကြီးထွက်ခွာတော့အရှိရဖိုင်မှာနှွေးပေးပြီးပြီအမနှွေးပေးပြီးပြီဒါလေးကအတန်အတန်အတန်ခန်းကြီးလေးပဲနှွေးပေးမယ်အပေါ်ကတာချီမတ်မတက်ရက်တယ်အောက်ကနေနေထွက်လာလို့အိယာနိုးလို့မတက်ရက်တာနဲ့အတန်နေဆကြရပြီညဘက်မှောင်သွားရင်အိတ်သွားရင်အတန်နေတိတ်မကြတော့တအောက်တိတ်ဆိတ်သွားတာလေနော်အဲ့တော့မတက်ရက်လိုက်တယ်ဘယ်ချိန်မှမတက်ဆရက်လေနေထွက်လို့အိယာနိုးလို့ မတရက်တာနဲ့ဘာတွေကြားရလဲဆိုတော့အတန်နေစကြားတယ်ထွက်ခွာတာနဲ့အတန်နဲ့ပေါင်းတော့အတန်ထွက်တာထွက်ခွာသွားတဲ့ပါဇက်ကနေထွက်ခွာသွားတဲ့အတန်တွေကအတန်ထွက်တွေဖြစ်လာတယ်ယူလျောမှာလျောခန်းကြီးကအရှိရဖိုင်မှာနှွေးပြီးပြီးယူခန်းကြီးနှွေးပြီးမယ်အိုက်ခန်းကြီးကရှိတာအာရီမတ်ခန်းကြီးရှိတာတစ်နဲ့ဒီမှာလလအစိပ်ပိုင်းလေးလခန်းကြီးနဲ့တစ်ခန်းကြီးနဲ့ပေါင်းထားသလိုမြင်လိုက်ဒီတစ်ချက်တော့ပိုတာပေါ့ ဒီမှာတဒီဟာလေးကလတလစာတင်နေတာတလရှိပြီပေါ့တလရှိပြီတနဲ့တနဲ့လနဲ့ပေါင်းရင် စာတင်နေတာတလရှိပေါ့ဒါရှိတာရှိတာနဲ့အဖိုးအခအခချင်းဝင်တဲ့ပေါင်းတော့အခချင်းဝင်ပေးရအလကားမရဘူးဒီကန်းကြီးကပြန်လာတာဒါလေးကနိုင်ငံပြန်လာတာနဲ့နိုင်ငံနဲ့ပြန်လာတာကိုတွေးမယ်ပြန်လာတာကိုဂျပန်လိုခါအဲရီမတ်လို့ခေါ်တယ်ဟုတ်တယ်နော် ခါအဲရီမတ်စ်ကပြန်လာတဲ့ခန်းကြီးကခါအဲရီမတ်စ်ပြန်လာတဲ့ခန်းကြီးရီပုံစံလေးနဲ့စတယ်။ဘယ်နှနာရီမှပြန်လာလဲဆိုတော့၃နာရီမှပြန်လာတဲ့၃ပုံစံလေး၃နာရီမှပြန်လာတယ်ပြန်လာပါပြီဆိုမှတော့ထွက်ခွာတဲ့ဆန့်ကျင်ဘက်ဒေမတ်စ်ရဲ့ပြောင်းမြင်ဒါဆိုရင်ဒေမတ်စ်ထွက်ခွာသွားပြီဆိုမှတော့အပြန်လာပြီဆိုမှတော့ထွက်ခွာတာရဲ့ပြောင်းမြင်မလို့ဒေမတ်စ်ကန်ကြီးကိုဇောက်ထိုးလုလိုက်တဲ့ပုံစံလေး ခံအဲရင်ဘတ်စကန်ကြီးလေးကရီနဲ့စားတယ်မနနာရီမှာပြန်လာလဲဆိုတော့၃နာရီမှာပြန်လာတယ်ပြန်လာပြီဆိုမှတော့ထွက်ခွာရရဲ့ဘြောင်းမြန်မလို့ဒဲမတ်စကန်ကြီးလေးရဲ့ဘြောင်းမြန်ဒါလေးကပြန်လာတယ် M5 ကနိုင်ငံနဲ့ပေါင်းလိုက်တယ်နိုင်ငံဆိုတာလေးဘက်လေးလံပေါင်းရှိပြီးတော့ဘရင်တပားအုပ်ချုပ်တာအိုင်နဲ့တူရင်ဘရင်ဘရင်တပားအုပ်ချုပ်တာနိုင်ငံလေးဘက်လေးလံပေါင်းခတ်ထားပြီးတော့အထဲမှာဘရင်တပားအုပ်ချုပ်တာကဘရင်တပားအုပ်ချုပ်တာနိုင်ငံ ပြန်လာတဲ့နိုင်ငံနဲ့ပေါင်းတော့နိုင်ငံပြန်နေဖြစ်သွားတယ်။နောက်တစ်ခုကပော့ပါတာပော့တာနဲ့စားတာပော့ပော့ပါစားတယ်ဆိုတာအစာပြေစားတာပော့တာကိုနှွေးပေးမယ်။ဒီမှာခူရူမခူရူမဆိုတဲ့ကားနဲ့ဒါလေးမြင်မာတနောက်ထပ်တစ်ကြိမ်မြေကြီးမြေကြီးဘဝပစ္စည်းတွေတဲ့ပေးသွားတော့ကို့မှာပော့သွားတယ်မလေးတော့ဘူး။မဟုတ်ရင်ကို့လက်နဲ့တင်လေးနေမှာလေကားနဲ့ ခူရူမဆိုတဲ့ကားနဲ့မာတာနောက်ထပ်တစ်ကြိမ်မြေကြီးပေါ်ကပစ္စည်းလေးတွေတဲပေးလိုက်တော့ခါရူပေါ်သွားတယ်သူများနဲ့ပေါင်ခဲပေါ်တာနဲ့စားတာနဲ့ပေါင်တော့ပေါ်ပေါ်ပါပါစားတာကအစာပြေစားတာခဲရှော်ကူအစာပြေစားတာဒါတော့တိမာပါနော်စောတာပါဇက်ပါဇက်ကစောတာမဟုတ်စကားပြောမြန်တာစကားပြောမြန်တာထိမှန်တာလေးနှွေးပေးမယ်ထိမှန်တာထိမှန်တာအစ်စ်ပေါ့ဒီ နှစ်သုံးလေးငါခြောက်ရုတ်တရက်ကြည့်ရင်မြားတင်ကြီးတာနဲ့တူတယ်ဒီအောက်ကဟာလေးကသုံးနဲ့တူတယ်တစ်နှစ်သုံးမြားလေးနဲ့သုံးလေးနဲ့တူတယ်မြင်ကြည့်မြားမြားနဲ့သုံးနဲ့ဆွဲထားတယ်လို့မျိုးမြားသုံးချက်ထိမှန်တယ်မြားပုံစံလေးနဲ့သုံးလေးနဲ့ဆိုရင်မြားသုံးချက်ထိမှန်တယ် စာအုပ်ထဲဟာတွေထိမှန်နေဆိုတာလိန်ပြောတာမဟုတ်ဘူးအမှန်တကယ်ထိမှန်နေနေရအဲ့ဒီနေ့တကယ်နေမှာထိမှန်မှာသင်ထားတဲ့စာတွေထိမှန်မယ်နေရအဲ့ဒီနေ့တကယ်နေမှာထိမှန်မှာဒါလေးက၅ဖိုင်မြောက်ပါ